မင်္ဂလာပါပရိသတ်တို့ရေဒုဒုကိုစီစီကနေပြန်လဲစုစလိုက်ပါရှင့်ညမကတော့ဒုဒုကိုတက်ဆက်သူစုစုပဲဖြစ်ပါတယ်အဲစုစုခုရောက်ရှိနေတာကတော့ရန်ကုန်မြို့ရဲ့ရှေးကြဆုံးဖြစ်တဲ့ခင်ဟောက်ဗုဒ္ဓဘာသာဘုရားကျောင်းဖြစ်ပါတယ်ဒီကျောင်းကကနားလမ်းပေါ်မှာတရှိနေတာဖြစ်ပါတယ်အဲစုစုဒါဒီပေါ့နော်ဒီဘုံကျောင်းကိုရောက်ခုလာတာပထမဆုံးအကျင့်ဖြစ်တယ်ပေါ့နော်အဲ့တော့စုစုလိုပဲမရောက်ဘူးတဲ့လူတွေလည်းအတူတူစုနဲ့အတူတူလိုက်ပါကြည့်ရှုလို့ရအောင်လို့စုဘလော်လေးမှာအာသေးသေးတက်ဆက်ပေးမယ်နော် အဲပြီးလို့ရှိရင်သူကဒီမှာလေ့လာပြီးလို့ရှိရင်16လက်မှာသွားပြီးတော့အမှုသားဆက်မှာဖြစ်ပါတယ်သူတို့စဉ်းစား activity တွေလည်းဘာတွေဘယ်လိုပါအောင်မလဲဆိုတာကိုအာဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့သူကအာဖိတ်ခေါ်ပါတယ်နော်အားလုံးပဲကဲ let's go ခုရောက်ရှိနေတဲ့ခေယုတ်ဗုဒ္ဓဘာသာဘုရားကျောင်းကချင်းအင်ပါရာခေဖြစ်တဲ့1862ခုနှစ်တည်းကစတင်တည်ထောင်ခဲ့တဲ့ဖူကျက်လူမျိုးတို့ရဲ့ဘုရားကျောင်းဖြစ်ပါတယ်။ဖူကျက်လူမျိုးတွေကတရုတ်နဲ့မြန်မာကိုပင်လယ်ရေကြောင်းကနေလာပြီးကူတန်းရောင်းဝယ်ကြတယ်။ အဲ့လိုလုပ်ရင်းနဲ့ကနားလက်မှာပဲပုံချောင်းကိုစတင်တည်ထောင်နေတာပါပုံချောင်းမှာရှိရဲ့မားကျူမေတော်ကြီးရဲ့ရုပ်ထုကိုလည်းတရုတ်ကနေပဲပြင်ဆင်လာဖြစ်ပါတယ်မားကျူမေတော်ကြီးဆိုတာပင်လယ်နက်မင်းတွေကိုအမိန်ပေးစီခိုင်းနိုင်တဲ့အစွမ်းရှိပါတယ်မြန်မာအယူနဲ့ဆိုရင်မေခလာနတ်သမီးနဲ့ဆင်မဲ့ထင်တယ်ဒီပုံချောင်းမှာဆိုတောင်းရင်ရေလန်းအနီရဲ့ကင်းပြီးကုံတရင်းမှာလည်းအမြန်ဆုံးမြမြရမယ်လို့အယူရှိခဲ့ကြပါတယ်အခုထိလဲစီပါလက်လာပါကောင်းအောင်ပူဇော်နေုံပါပဲ 1903ခုနှစ်မှာတော့ဘုံကျောင်းကိုအုတ်ကျောင်းဖြစ်ပြန်နေတည်ဆောက်ခဲ့ပါတယ်။အဲ့ဒါပြီးတော့မှအခုလက်ရှိကွန်ရင်မေတော်ရုပ်ထုနဲ့အချားရုပ်ပွားတော်ရဲ့ရုပ်ထုကိုတရုတ်ကပြင်ဆောင်လာတာပဲဖြစ်ပါတယ်။အိုးယုတ်ကြီးရဲ့ဗာယုတ်ကြီးလေတော့ဗာဗာဗာယုတ်လေတော့ဒါနမင်းတော့အချိန်နဲ့ပေါ့နော်ဆိုချင်တာ။လုံးဝဒီဒီဒီအသေးစိတ်လိုက်ရပါတော့။နိုင်ငံပေါ်မှာလည်းလောကရုပ်ထုတွေရုပ်ကြော်တွေထွင်းထားပါတော့เนาะတော်တော်လေးကိုလှရဲကွာအဲဒီအရှိန်မာရဲပေါ့เนาะလောကကို view ကအရန်ကို ဟိုလှနေပြီပေါ့နော်အထဲမှာလည်းဘယ်လိုတွေလက်ရည်ရှိအောင်မလဲဆိုတော့စုနဲ့တူလိုက်ခဲ့အောင်ပေါ့နော်စုဒီရှိမှာအားရအောင်ပတ်ကြည့်လိုက်အောင်ပဲအဲဒီညအောင်လေးစစွားလေးအဲ vlog တွေအဲထဲမှာလည်းမြင်ဘူးတယ်ပြီးတော့လေ photo shoot တွေပါတယ်ဆိုလို့ရှိရင်ဒီရှိမှာလိုက်ရကြတယ်တွေ့ဘူးအဲ့တော့တော်တော်လှရပေါ့နော်အခုကိုယ်တိုင်ရောက်လာတော့မှဟာတကယ်ကြီးရောက်ပါလားဟေးကြောက်စရာဝမ်းစိဝမ်းစိဝမ်းစိအော်ဒီလေတော့ဘယ်လိုရလဲဒီတောင်းနေတယ် ကဲအထဲကိုသွားကြည့်အောင်နော်လိုက်ခင်ထားလာမယ်ဟာလာလိုက်တာတီယိုဘီရောက်သွားတယ်လို့ပဲသူတို့အခုစာသွားချက်မှာဖြစ်ပါရဲ့ပေါ့နော်အဒီမှာစာချရဲဆိုတော့ဘယ်လို result လေးရလာမလဲတော့မသိဘူးပေါ့နော်အားလုံးမဆုနဲ့တူလိုက်ခင်အောင်ရှင်ပါကြောက်ပါလေဆာဆာချာဆာချာပါကြောက်ပါအလောအလောအလောတော့အလောကအစ်စ်လားဟောင်းလား အဲ့လောက်ကတမီးတခုလက်ရှိလုံနေရဲ့အလောက်အလောက်တမီးနဲ့အဆင်ပြေနေပြီပေါ့နော်ဆက်ပြီးအလောက်ကနှစ်ခုလုံနေရဆိုတော့နှစ်ခုလုံမေးကြနှစ်ခုလုံမေးကြအဲ့တော့အောင်မြင်မလားပြည့်ပြဟုတ်ကဲ့ဟုတ်အဲ့နောက်ခုကတမီးရဘင်းစားဖို့အစင်းနော်ဘယ်အောင်နောက်ခုလုံးတော့လုံနေခဏခုလုံးတော့လုံနေရဟုတ်အဲ့အဲ့ဒါဘာလောက်တာလဲဒါဟောရှူစက်ခုဖျောက်ကောင်းအော်ရှူစက်ဖျောက်လူတော့ဟုတ်ကဲ့ အရင်မသိလို့ခုမှလည်းတော့ပွင့်နေတော့ခုနာမည်ပဲเนาะရှိစက်ကူဒီဘာမှပြီးဆိုပြီးတော့စင်မပြင်းလာအဟုတ်ကဲ့เนาะကာမရာရှိစက်ကူလူတိုင်းမှာကာမရာရှိစက်ကူရှိစက်ကူကန်လူတိုင်းမှာဒီကာမရာရှိစက်ကူလူတိုင်းမှာဒီကာမရာရှိစက်ကူလူတိုင်းမှာဒီအဲအခုဆိုလို့ရှိရင်ဆိုတာစာချရဲ့နေရာမှာဆိုဖျောင်းလိုက်ထုတ်မှာပါရှိမှာမုန်းနဲ့မြင်တဲ့နှစ်ချောင်းကာမရာတဲ့တစ်ချောင်းအလုံးတဲ့နှစ်ချောင်း hay đó là... cảm ơn à, muốn nói nhiều rồi lại để cho không phải tạm biệt không phải để cho đã rồi muốn nói nhiều rồi lại được rồi đã rồi lâu càng nhiều sự đó là được rồi và nó đã lâu càng tuyệt やジャムもの。はい。とブロム。ブロムスカウンね。じゃあ、ウトンロウとウトンナイ。じゃあ、ウジトンロウ。ウトンナイな。スタンバー。ダーロムはジャムもの。ブザーリブロム。ウトンナイも。 ပြင်မယ်တော့ကတော့မှဖြစ်ပါတယ်ဒီကပြည်စုံတယ်ဘောနော်အယူကြီးသေးတဲ့နေနဲ့တောင်းပါတက်တောင်းပါကြပါရအခက်ခဲတိုက်ခိုက်ခဲ့ 哎呀，闭眼睛嘛，倒闭、啊，不抓嘛，我呢。哎呀、嗯，士人、呃、的衣服嘛，啥都穿个马皮白。哎、呃，接下来的这个 ura,、啊，呢，再把纯天然拿出来，我妹，嗯、一块钱一条。我，你的感觉，你光一天要了三三米多， 好，这个鸭片不辣的，喏，好，不辣的菜，从我们贵州到困导嘛，贵州到三七分走吧，就是困导嘛，好，人贵阳那边半年多没得个的，好，炒鸭片没加没加萝卜，没加别的，没加别的，再买个那六七毛的，哎呀，新皮面，高面，没做调料嘛，就高面、沙粒椒味吧，就做，老的，喏，炒没炒，贵州，困导，困导。 漂亮，嗯、上的要得也。喂，梅有夫妻俩在吗？卢先生，他们家啦。班家不？好。在下面，东子。啊，对，对，到了？好。 အခုဆိုလို့ရှိရင်စစိုးရဒီ make up make up အတွက်ကနံပါတ်22လောက် confirm ချရတယ်ပြီးတော့ talent အတွက်ကတော့30တဲ့အဲ့တော့ဒီနံပါတ်လေးတွေကိုအခုစူပါကျွန်မလာပြီးတော့မေးမှန်းဖြစ်ပါတယ်ရှင်တမိရယ်စာဝါနံပါတ်ကြာတယ်နံပါတ်ဘယ်လောက်22အဲ့တော့ဒီနေ့အဆင်မပြေဘူးအတိအဝတ်သိမရဘူးလေသူစူပါမရတဲ့အချိန်ကျွဲ့ငါကြာ3ရက်နဲ့တိုက်ဆိုင်ရေးနဲ့တိုက်ဆိုင်စူပါဖြစ်ပြီးပုံမှန်လည်းရပြီကျွဲ့လည်းမဟုတ်နွားလည်းမဟုတ် 家家人们就给你点亏呀，就是俺就是那么看眼看自己，亏呀，好，嗯，好，你给给点亏呀，俺就那么偏看自己，喏，好，你那个么偏看自己，呀，不要话那那都是的，那股那股那都话话得了，得了了的，哎，那那那么不老，那么东西，东西。东家把那，哎，对了，哎，这边的最富裕的。 ကမဲ့အိတ်ကိတ်တာပုံပုံမှန်တော့ကောင်းပြီ။အော်ဒီကပုံပုံတော့ကြောက်ရ။ဟုတ်ကဲ့။ဟုတ်ကဲ့။ဒီကလည်းဒီနေ့ကူစားမဆိုဘူး။ဒါလေးကလည်းလည်းတော်ပြီ။အော်တိုးစားတော့ပြီ။ဟုတ်ကဲ့။တော်ပြီ။ကဲအခုဆိုလို့ရှိရင်စုစုကစာချပြီပေါ့နော်စာချရဲ့ result လေးကကြတော့အလုံးနှစ်ခုမှာတစ်ခုကတော့အလစ်တဲအဆင်မပြေဘူးတစ်ခုကတော့အဆင်ပြေရဆိုတော့အဲစုပုံကြိုးစားရမယ်ပေါ့နော်အဲအဲ့တော့အခုအဲဒီပုံเจ้าမှာစု အဲတေချာလေးကိုလိုက်ပါစူဆန်လေးလာပြီးပြီဆိုတော့ပြည်သူတွေအားလုံးပဲဂျင်းနဲ့နှစ်သိမ့်မယ်လို့ထင်ပါတယ်ဒီမှာကလေတရုတ်နှစ်သိက္ခူဆိုလို့ရှိရင်လူတွေအရန်ဟိုမှာစီရေပေါ့နော်အော်အဲ့တော့စူအဲတရုတ်နှစ်သိက္ခူလေဒီကိုထက်လာထက်လာခြင်းသေးရေပေါ့နော်အဲ့တော့စူရဲ့ဗီဒီယိုလေးကိုလည်း like and share လုပ်ပြီးပါပြီးတော့စူရဲ့အဲ page channel လေးကိုလည်းအဲ like and subscribe လေးလုပ်ပြီးထားဖို့အတွက်အားလုံးမိတိုင်းခင်ပါရှင် โอเคအခုအဲစစွာဒီပေါင်းကြားမလေးလာပြီဆိုတော့အခုဒုတိယအစီအစဉ်အနေနဲ့ဘယ်ဟိုတို့တို့ကိုမလဲဆိုတော့စကူလန်ကိုတို့တို့ကိုကြားပါမယ်ရှင်အားလုံးပဲလိုက်ခဲ့အောင်เนาะဟုတ်တာစားမယ်စကူလန်းလို့ပြောလိုက်ရင်တော့ဆွီပူတွေကိုပထမဆုံးကြီးမြင့်မယ်ထင်ပါတယ်။ညာစီတန်းဘယ်အားစဖြစ်လဲဆိုတာ မသိပေမဲ့တရုတ်တန်းကတော့1850ဗြိတိရှလက်ထက်ကလေးကပေါ်ပေါက်ခဲ့တာဆိုတော့တော်တော်လေးကိုကြာပြီ။ညာစီတန်းရဲ့အစကစကူလန်းလို့ပြောလို့ရလောက်မယ်ထင်ပါတယ်။ စီကားရဲ့အကြောင်းကလည်းဘယ်နဲ့ညာမှာတန်စင်းနဲ့တင်းရင်းစီအထက်နဲ့အောက်ဘက်ဆိုရင်လည်းရန်ကုန်စေယုံကြီးနဲ့စိတ်ကန်းရှိပါတယ်။စူးလေဖေးရပုံချောင်းစာရိုက်အစိုးရရုံရုပ်ရှင်ရုံနဲ့အကုန်လက်တကဲမှာကြည့်လေ။အခုကြတော့ရန်ကုန်မြို့ရဲ့အနက်မှာဆိုင်ရီပေါ်လာတော့အစားတောက်မရှားတော့ဘူး။ငငယ်ကဆိုမာလာဟင်းတို့ကြက်ကြောက်ပေါင်းလို့စားခြင်းစကူလန်းထီပေါ်တကူးတကလာစားရတာ။ ကဲအခုဆိုလို့ရှိရင်စစအားစီဝဲလန်းနဲ့စကိုလန်းကြောင်ကိုရောက်နေရဖြစ်ပါတယ်။အဲဘိုက်ကလည်းအရင်နေ့စာနေပြီဆိုတော့အခုဒီနားမှာဆိုတာနာမည်ကြီးတဲ့မုတ်ဆိုင်တွေကိုပတ်စာမှာပဲဖြစ်ပါတယ်။ပြည်သူများလို့မဲ့လိုက်ခဲ့ဦးနော်။ Okay let's go အဲအခုဆိုလို့ရှိရင်ဆိုပထမဦးဆုံးအနေနဲ့လမ်း20မှာဆန်ပြုတ်တက်တောက်မှာဖြစ်ပါတယ်။အဲဆန်အရင်နေ့မကြီးရေပေါ့နော်။အဲ့တော့ဆိုတက်တောက်ကြမယ်။ မှန်ဆိုတော့ရနေပြောနေပါเนาะရှည်ဘွဲလုံးရောစားကြတယ်ချစ်ချောင်းထောင်လည်းစားကြတယ်အာကဲဟူးစွာတော့ဆံမြုပ်ကုန်မှာပေါ့เนาะငရဲနဲ့ဒီမှာကစက်သားနေရတယ်ဘဲသားနေရငရဲနေရဆိုတော့သူကငရဲနဲ့မှာထားလိုက်ပါတယ်ပြီးတော့နောက်ထပ်စီးကြက်တစ်ပွဲတည်းမှာထားပါတယ်เนาะအားလုံးပဲစောင့်လိုက်ရအောင် တရာကဲခုဆိုရင်ဒါစုမာရဆံပြုတ်ပေါ့နော်အပူလိုက်တာဆံပြုတ်ရောက်ပြီရောက်ပါပြီစုကဘာရှာနေရလဲတိလားငရဲမငရဲတွေ့ပါပြီသူကငရဲမဓမ္မဓမ္မငရဲအသားလေးတွေပေါ့နော်ငရဲအသားလေးတွေကဖိတ်ပြီးထည့်ထားတာဟွန်းကောင်းလိုက်ကြ နူးဣညာဘယ်လိုမှငရံသားလေးရဲ့အရသားလေးလုံးဝချိုးရော့လေရှောက်မှာအရန်မှာမိုက်တယ်အရန်ကောင်းတယ်အမေးလက်ရပြီးလို့ရှင်စားဘူးသမားရဲ့မှာအကောင်းဆုံးဆံမြုပ်ပဲတကယ်အရသားတော်တော်ရှိရဲ့သူကလေစားနေကြမဟုတ်ဘူးကစက်သားရသားမဟုတ်ပဲလေသူကငရံအရသားလေးဆိုတော့လေခြေထဲမှာချိုးပြီးတော့လုံးဝဆောက်တော့ပါမှာ ဆိုင်တယ်တပတ်ကဘလို့ကောင်းလဲမသိဘူးအခုကစီစက်လက်စီစက်လက်မားသေးရဆိုအခုစီစက်ကလေးပေါ့နော်စီစက်လေးဆက်ဆွဲလိုက်ပါဦးမနော်ဟိုးပွင့်ရပဲအိုက်ကဆန်သေးရအဲ့တော့ပစ်တကြည်ရအောင်မယ်စပါဦးရှင်တာဆယ်ရော့ ကဲခုစစကဒီလမ်း၂၀မှာဆံပြုတ်လဲစပြီဆိုတော့အခုပင်ဖိန်းသွားဆောင်မှာဖြစ်ပါတယ်ပြည့်တမများလုံးမဲ့လိုက်ခဲ့ဦးနော် ဆိုတာဒီဘာလဲတော့မသိဘူးစုစုကြားတော့ကြားဘူးတယ်မောတခါမှတော့တခါမှတော့မတောက်ဘူးအဲ့တော့စုစုဘယ်လိုနေလဲပေါ့နော်ဘယ်လိုရလာရှိတယ်ဆိုတော့တောက်တောက်ကြည့်မယ်အရှိဆိုရောက်ပြီပေါ့နော်ဆမ်းပါနေနေရနေကြည့်ရမယ်အဲအဒီဝါလေးပင်ပင်ဖိရလားရတယ်အဲ့ရတော့ပင်ဖိတက်ခွက်လားပါစေပင်မဲတက်ခွက်ပါစေဟေးအာအာဘာရဲပေးပြပါဦးပေးပြပါဦးမစားဘူးစားကြည့်ကြမယ် ်တမျိုးပယ်ပြပေါင်းလေးတစ်ခွဲဟုတ်ဖက်နေယူမှာဟုတ်ဟုတ်ဟုတ်သွားနေတယ်ပင်ဖိမ့်ပေါ့နော်အဲစုမီယာတလောက်ကတော့ပြားကြီးရဲ့တက်မြတ်ကြီးအပေါ်ကဂျယ်ရီလိုအီတုံအီတုံလေးပေါ့နော်ဘလိုနေလဲလို့ငင်းကြည့်အောင် င်ချင်းနေချင်းနဲ့ချိုးလဲချိုးရပြီးတော့လေပြီးတုံယောင်ဂျယ်တီလေးပါတော့ရတာတခါမှမစားဘူးမိုက်တုံမိုက်ကြယ်မိုက်တုံတုံဤတုံဤတုံလေးอืมပြီးတော့သူကအေးအေးလေးกว่าကြီးကမင်းကြီးဘက်တွေပါတယ်တွားရလာမောလို့ရှင်ဒါတွေတော့စုလက်တော့ကြိုက်ပါ යි ပိတ်သက်လေးတဲ့ဒီဆီယိုရန်လာဆီယိုရန်လန်ဒီထိပ်ကိုရောက်လို့ရှင်ဒါလေးကိုညီတော့မြည်ကြည့်လို့ရရယ်เนาะ အဲစစစပေါ့နော်ဘာထိုင်မယ်ဆိုပြီးဝင်လာတာအထက်ရောက်တော့လူတွေကလည်းအရန်များနေပြီးအတန်တွေကလည်းစူးရဟင်ရပဲနော်ထုံးစံတိုင်းအတန်တွေကလည်းစူးနေရဆိုတော့စူးရိုက်ဖို့အတွက်နည်းနည်းလေးအဆင်ပြေဖြစ်တယ်ပြီးတော့စူးလည်းဘိုက်ကနည်းနည်းတင်းသွားပြီဆိုတော့ဒီနေ့တော့အာဒီလောက်ပဲပေါ့နော်ဘာကြောင့်နေကိုတင်ဆက်စေချင်တယ်ဆိုလို့ရှိရင်နော်ဆိုရက်ပေလီကို like and subscribe လေးလုပ်ပြီးပါအောင်နော်အားလုံးပဲနောက်ထပ် vlog လေးမှာပြန်လည်ဆုံတွေ့ပါမယ်ရှင်အားလုံး bye